ီပညာတန်ဖိုးဟာမင်းတို့အားကိုးရတယ်လူလောကလူဖွဲ့စည်းတခုမြင့်တက်သောတိဆိုက်ဖို့ဟာတိဆောက်ဖို့ဟာပညာပဲလက်နဲ့မဟုတ်ဘူးစည်းစိမ်ချမ်းသာကြွယ်ဝမှုမဟုတ်ဘူးပညာပညာလေးညာအဲ့ဒီပုံမှာပဲလုံးဝရတည်တယ်တောင်အာဖရိကယူနီဗာစီတီတခုရဲ့ဖတ်စားရဖတ်မဟုတ်ပါဘူးရေးထားတာရှိတယ်နော်နိုင်ငံတကာနိုင်ငံတိုင်းပြည်တစ်ပြည် ဖြစ်စည်းရင်လည်းဆိုရင်ဘုံဘုံလဲကြအောင်လုပ်ရှင်လည်းဆိုရင်အမှုပြဘုံမတုံးပါနဲ့ဟုတ်တယ်လေဒါလက်တွေ့ပဲလေအမှုပြကိုနှစ်ခါချထားတယ်လေဂျပန်လေခံထားရတယ်ပြန်ထားတာမလားပြန်ရနဲ့ပြန်ထားတာအမှုပြဘုံမတုံးပါနဲ့သုံးစရာမလိုပါဘူးတဲ့အဲ့ဒီတိုင်းပြည်ဖုတ်ဖုတ်ညံ့ညံ့ကြည်ပြီးတော့အဲ့ဒီနိုင်ငံနော်ပြန်မထနိုင်အောင်ကုန်းရုပ်ပြီးတော့လဲကြသွားဖို့လုပ်ရှင်လည်းဆိုရင်နဲ့သူ့ရဲ့ပညာရေးစနစ်ကိုဖျက်ဆီးလိုက်ပါဘယ်လိုစဖျက်ဆီးရမလဲလွယ်လွယ်လေးပါတဲ့ ဆံမိုးဘက်မှာခိုးချဝင်ပြုတ်လိုက်ပါတယ်နော်သင်ကြားမှုလေရတိရရလုံးလိုက်ပါတယ်ဒီနှစ်အတွင်းဒီလအတွင်းဒါတွေသင်ပြီးပြီဆိုတော့အဲ့လိုသဘောတော့ပဲလုံးလိုက်ပါတယ်အဲ့လိုလုတ်ပြီးပြီဆိုရင်တဲ့နောက်ထပ်၅နှစ်၁၀နှစ်အတွင်းမှာအဲ့ဒီလိုပညာရေးစနစ်ကနေပေါက်ဖွားလာပြီးတော့အဲ့ဒီပညာရေးစနစ်ပေါ်မှာခြေခံလာပြီးတော့ဘွဲ့ရလာတဲ့လူတွေဟာပညာရဆိုရလူတွေဟာပြန်ကြည့်အဲ့ဒီပညာရေးစနစ်ကနေဖြစ်လာတဲ့ဆရာဝန်တွေရဲ့လက်ထက်မှာ လူနာရီယောဂါပေါင်းစုံနဲ့တဘုံမုံတွေပဲအဲ့ဒီပညာရေးဆွေးနွေးကံတွေဖြစ်လာတဲ့ဘာသာရေးကောင်းဆောင်တွေရဲ့လက်ထဲမှာကိုကျင်တရားစံနှုန်းတွေပျောက်ပြီးလူတွေကျုပ်တွေဖောက်ပြန်ကုန်မယ်အဲ့ဒီပညာရေးဆွေးနွေးကံတွေဖြစ်ပေါ်လာတဲ့အင်ဂျင်နီယာတွေရဲ့လက်ထဲမှာတရားတွေဆောက်ဦးတွေခဏခဏပြိုးကြတာကျိုးကြတာအဲ့ဒီပညာရေးဆွေးနွေးကံတွေဖြစ်လာတဲ့ဘောဂဗေဒပညာရှင်ရဲ့လက်ထဲမှာနိုင်ငံဟာကုတ်ကောက်ဆရာမရှိအောင်ကျွေးတည်သွားမယ်အဲ့ဒီပညာရေးဆွေးနွေးကံတွေဖြစ်လာတဲ့ ။တမိုင်းပညာရှင်တွေထဲမှာရှိခဲ့ပြီးသားတမိုင်းလက်ကျန်လေးပျောက်သွားမယ်။အကုန်လုံးဒီလူဖွဲ့စည်းဒီတိုင်းပြည်ရဲ့ရှိသင့်တဲ့ factors အားလုံးအကုန်လုံးဟာဘုံဘုံလဲကျပြီးတော့နောက်မကျခင်မှာဒီတိုင်းပြည်ဟာပညာရေးလည်းမကောင်းဘာသာရေးလည်းမကောင်းစီဝါရေးလည်းမကောင်းနော်အဲ့ဒီဘောကပြည်ကပညာရေးလည်းထက်မှကျွေးတင်ပဲခုနကကိုချင်းတရားလည်းမကောင်းအကုန်လုံးဘက်စုံဖုတ်ရုပ်ပျက်စီးသွားပြီးတော့မကြခင်မှာအဲ့ဒီနိုင်ငံတိုင်းပြည်ဟာပျက်စီးသွားပြီတောင်အာဖရိကနိုင်ငံရဲ့မုတ်ဥမာရေးထားတာ အဲ့တော့ education ကဘလောက်အရေးကြီးသလဲဆိုတာဒါဖြင့် education ဆိုတာဘာလို့တသက်လုံးလုံးပြောလာခဲ့တာပဲနော် education ဆိုတဲ့အထဲမှာနှစ်ယောက်ရှိတယ်သင်ကြားပို့ချပေးသူနဲ့သင်ယူလက်ခံသူအဲ့ဒီနှစ်ယောက်ကြားထဲမှာတရားရှိတယ်အဲ့ဒီတရားဟာအရေးစက်နဲ့ ဟိုကလည်းကောင်းတရားကိုကူပြီးခေါ်လိုက်မှာဒီကလည်းကောင်းအောင်ကူပြီးတရားစီရအဲ့ဒါမှချိန်မိပြီးရောက်သွားမယ်အဲ့တော့အခုတို့ပြောနေတဲ့မိဘဆရာဗာကျောင်းသားဟာကျောင်းဟာဒီဒီ၃တောက်နဲ့ပြောရရင်တော့ဒါတို့ရဲ့အမြင်ပါတကယ့် education မှာမိဘ higher ဖြစ်သွားလေလေတကယ် higher education ဖြစ်ရောက်လေလေမိဘရဲ့အခန်းကဏ္ဍမလိုတော့ဘူးဟုတ်တော့ကျောင်းသားမိဘဆရာဆိုဒေါက်တာသူ့ကိုလုံးမနေနဲ့ကျောင်းသားနဲ့ဆရာပဲအဲ့ဒီကျောင်းသားနဲ့ဆရာမှာကူးပြောင်းတဲ့ပညာရေးစနစ်ကအင်မတန်ရေးကြီးတယ်အဲ့ပြန်ကြည့်ရင်ပညာရေး education ဟူဒီမှာသင်ယူသူနဲ့သင်ကြားပို့ချသူရဲ့ဂျာတွေကချိတ်ဆက်မှုဖြစ်တယ်အဲ့ဒီချိတ်ဆက်မှုကအင်မတန်လှပတယ်အင်မတန်စနစ်ကြတဲ့ချိတ်ဆက်မှုဖြစ်ရတယ် ြောရရင်တော့ education ဆိုစီမှာယခင်ယခင်အတွေ့အကြုံရှိခဲ့ဘူးတဲ့သူတွေလေ့လာခဲ့ဘူးတဲ့သူတွေကနောက်နောက်အတွေ့အကြုံအတွက်ကိုရမယ်သူတွေအတွက်သူတို့ရဲ့အတွေ့အကြုံနဲ့သူတို့ရဲ့လေ့လာကိုလက်ဆင့်ကမ်းပေးတယ်အဲ့ဒါပညာရေးလို့ခေါ်တယ်ပညာရေးကလက်ဆင့်ကမ်းပေးတယ်လက်ရှင်ကမ်းပေးတဲ့အရာတိုင်းပါလက်ရှင်ကမ်းပေးသူကအရေးကြီးသလိုအဲ့ဒါကိုယူသူကလည်းအရေးကြီးတယ်အဲ့ဒီတစ်ခုချိတ်ဆက်ညီမဖြစ်တယ် ဒီအတွေ့အကြုံနဲ့ဒါဥပမာလေးတစ်ခုပြောပြတို့ဖတ်ဘူးလေဘာလဲဆိုတော့တိရစ္ဆာန်တွေမှာလည်း education ရှိတယ်တိရစ္ဆာန်တွေကြတော့မိဘတွေလည်းဆရာဖြစ်တယ်သူတို့ကစကူးမရှိဘူး teacher ဆိုတဲ့ class မရှိဘူးမိဘကပဲတင်ချပို့ချပေးဘာအတွက်တင်ချပို့ချပေးလဲကြည့်အောင်တင်ကြီးငှက်တင်ကြီးငှက်ဆိုတာကဟိုးပြန်ပြီးတော့တကယ်တိပိမောတကယ်အမြင့်ကြီးမှာကြည့်ပြီးတော့သူကမြေကမ်းပေးမှာ ရှိတယ်သစ်ပင်ပေါ့တင်ချင်းကအဲ့လိုကျက်စားတယ်မြစ်ထဲကိုကြည့်မြင်လိုက်တယ်ရေအောက်မှာရေအောက်မှာငားတယ်အဲ့ချိန်မှာတင်ချင်းကဘာလို့ဟိုးထက်ကိုပြန်တက်တယ်ပြန်တက်ပြီးတော့အတောင်ပိုင်းကိုဆုလိုက်ပြီးတော့အဲ့ဒီနေရာထိုးချတယ်အတောင်ပိုင်းဆုပြီးထိုးချတယ်တော့တရှိတဲ့ဟိုလည်းကြတာအဲ့ဒီရေဟော်လည်းရောက်ရောအဲ့ဒီငားနေရငားအောက်မှာရေအောက်မှာဘာလို့လဲအတောင်ပိုင်းကိုပြန်ဖြတ်ဖြတ်ပြီးတော့ရေမြင့်လာတယ်တဖြန်းဖြန်းရိုက်တာအင်းလည်းအားနဲ့ဖလိုင်းလေးတွေထားပါတယ် ဲ့ဒီ slide အောက်မှာငါးရှိတယ်ငါးက slide အရှိတယ်မူးသွားတယ်မူးပြီးတော့လူဟိုလိုပဲဖြစ်တဲ့ချိန်မှာဒင်းချင်းကကအဲ့ဒီငါးကိုနှုတ်သီးနဲ့ထိုးဆိုင်ယူလာပြီးတော့တစ်ပင်ပေါ်ပြန်တက်လာတယ်တစ်ပင်ပေါ်မှာသူရှိလဲသူမိမဒင်းကြီးမှရှိတယ်လားသမီးတွေရှိတယ်တွေ့တဲ့အချိန်မှာကလေးလေးတွေပစာကလေးနှုတ်လေးတွေဟာပြီးအဲ့မှာကျွေးတယ်ယော့ငါယော့ငါတွေ့နောက်တစ်ကောင်ယော့ကျွေးနောက်တစ်ကောင်ထိုးဆိုင်ကျွေးတယ်ဟာဖေးတဲပိုင်မှာလားပေါ့ လုတ်သွားရည်လားဟေးတော့ရပြီဟုတ်ပြီလားအဲ့လိုနည်းနည်းလေးအွေရောက်လာတဲ့ချိန်တောင်ပေါင်းကိုအတုံးပြူတန်ပြီဆိုတဲ့အချိန်ကျတော့မပြီးတော့ကျွေးတော့ငားယူလာတယ်ပေါ်တက်လာတယ်သူ့ဘေးမှာပဲသူပြေးတယ်သူစားတယ်ဒါကလေးတွေပြေးဟာစင်းကားလာရည်လားအဖေကြီးကဟုတ်ဘာသာဝါအဖေငါလိုလို့ပေါ်တက်တောင်ပါစုဆက်တောင်ပါရိုက်ဖြန်းဖြန်းဖြန်းပြီးတော့ယူပြီးတော့စား ဒိဗေကတော့ဒင်ကြီးငှက်ရဲ့ဒင်ကြီးငှက်ရဲ့ education ဟာအဲ့ဒီငှက်ကလေးသူ့ဘဝတခြားလုံးမှာယက်တီသားသွားကြီးအတွက်သူ educate လုပ်တယ်ဟုတ်ကဲ့တက်သွားကောင်းပါစုဟုတ်ကဲ့ထိုးချဟုတ်ကဲ့ရောက်ပြီလားတောင်းပန်ခတ်အဒီကောင်ကမလုတတ်ဘူးအတွေ့အကြုံသစ်ဆိုတော့လောကရဲ့ခုမှရောက်ခါစားဆိုတော့အတောင်းပန်ကိုရေးပြမမခတ်ဖဲနဲ့လေထဲတွေခတ်ပြီးတော့ ဲ့အောက်ရေပေါ်ရောက်တဲ့ခါကျသူ့အတောင်ပံခတ်တဲ့အရှိကရော့သွားငါဘာဖြစ်တော့ okay ငါရှာမတွေ့တော့မစားရအောင်အဲ့ကောရေပင်ပေါ်ရောက်မှအတောင်ပံခတ်တယ်အဲ့ချိန်မှာမင်းငါလဲထွက်နေပြီအဲ့ချိန်မှာရောက်လို့ okay ဖေးတစ်ချိန်နှစ်ချိန်သုံးချိန်မူလာရအလေရန်ထက်တန်းပေါ့ကွာရောက်သွားပြီစားတော့လွတ်ပြေးလိုက်မင်းဘူအမင်းထိန်းချောင်းတော့တိရစ္ဆာန်မှာတော့ဒီစားရေးပဲလीဒါပဲလीအဲ့ဒါအတိုင်းပဲ education ဆိုတာက မိဘကနေပြီးတော့အကြီးကနေပြီးတော့အငယ်ကိုလက်ဆင်ခံပေးတာကြောင်လေးသားမိပြန်ကြည့်ဟိုကြောင်လေးကလေးချက်တီကလေးပေါ်တော့တော့မလုပ်လဲကြက်ကလေးတွေခုတ်ပြီးတော့ကျွေးလိုက်တယ်ဘာတွေယူပြီးတော့ဟလာငါးကျော်ခိုးလာပြီးတော့ကျွေးလိုက်တယ်ဒီလိုနည်းနဲ့သားသမီးကကြောင်သားသမီးကစားရှာလဲလဲလေးရောလာတော့ယော့တက်သေးလေးပါလေကြည့်အောင်ယော့တွန်းပေးလိုက်တယ်ဝတ်စာလေးပြအချီလုံးလေးပြပြ တခုလေးအဲ့တော့ live ပါဟုတ်ပြီအဲ့တော့ training ပဲ practice ပဲ training လုပ်နေတာပဲအဲ့ဒီကနေပြီးတော့ကဲဒီနေ့ဆက်ပြီးတော့မမေသားကိုကြွက်ချောင်းနီးသင်မယ်ဟုတ်ပြီမိတ်လက်သေးလေးကိုထဲကိုဖွက်တာနော်ကြောင်လက်သေးဝက်ဆိုတာဘာလို့ဒီဓာတ်ကြွက်ကသိနာပါတယ်နော်ဒီလက်သေးဆန်ချာအဲ့တော့လက်သေးဖွက်ပြီးတော့ဒါဖွက်ပါလိမ့်မယ်နော်သူမမေအောင်အပံမချအောင်အပင်းနေနေမယ်အမေကိုလည်းသိမ့်တာ မသိနိုင်ရဲ့အာယူတဲ့ချိန်မှာအမီးစီအတန်မထွက်စီနဲ့ကြောင်မကြီးကြွက်ကိုချောင်းတဲ့ချိန်မှာအမီးကတော့လုံးနဲ့တွေ့ပါလိမ့်မယ်အဲ့ဒါဆိုတော့ကီသွင်းတာပေါ့ပဲဒါပေမဲ့အဲ့ဒီအမီးဟာအတန်မထွက်ဘူးတော့ကြောင်သားလေးကြတယ်ဘယ်လိုဖြစ်လဲဟုတ်ပြီလက်သေးဖွက်ထားတယ်ရဏနဲ့ကတ်သွားတယ်သို့တော့ကီသွင်းတဲ့နေရာမှာအမီးရဲ့တပုတ်ပုတ်ဖြစ်တယ်မလုပ်တတ်ဘူးအမီးအမီးကိုမကန်ထရီကွန်ထရိုးလုပ်လိုက်တယ်အဲ့တော့ကြွက်ကကြားပြီးထွက်ပြီးသွားဟုတ်ဟုသာအမီးကိုဟုတ်လို့ အဲ့လိုတစ်စစ်တစ်စစ်တစ်စစ်သင်ပေးသွားရင်လေဒီကြွယ်ကလေးဟာကြောင်လေးဟာကြွယ်ဖတ်နေတဲ့သူ့ဟာနဲ့သူကြွယ်တကောင်ကိုကောင်းစွာဖတ်နိုင်တဲ့အခြေချင်းရသွားပြီအဲ့ဒီအချိန်မှာကြောင်မကြီးကအစားရှာမရှိတော့မင်းဖော်မင်းအသွေးမောင်းကြောင်မင်းဖော်ပြန်တို့တော့ဒါပဲအဲ့တော့ education ရဲ့တတ်တော်ဟာလို့ရဲ့ education ရဲ့အဓိကရွေးချယ်ဟာကိုဘောကကိုကိုဖန်တီးကိုချီတော်ကိုကိုရက်တီနှံရေးအတွက်ဒိဋ္ဌံလောကမှာတော့မိဘကနေပြီးတော့ training ပေးတာလူလောကကြတော့ဆရာဆိုတဲ့ class တစ်ခုပေါ်လာတယ် မိဘကတော့တောင်းပြူနိုင်တော့စာဝနေတွေစာဝနေတွေမကတော့လူလောကကြတော့အသိပညာမြန်မာကြီးကိုကိုကို promote လုပ်ရေး upgrade လုပ်ရေးကိုတိုင်ဝင်ကိုပတ်ဝန်းကျင်ကိုတိုင်ပြီးအဲ့ဒါကိုဆွဲတင်ဆိုင်ရေးအတွက်အင်အားတွေပိုးလိုလာတယ်အဲ့ဒီအတွက်ကမိဘလည်းမရတော့သူကြောင့်ဆရာဆိုတဲ့အလွာတစ်ခုပေါ်လာတယ်အဲ့ဒီဆရာကောင်းစွာပြုစုပြုထောက်ထားတဲ့နော်ပြုစုထားတဲ့သေယွန်းချွန်းလန်းအတိုင်းခုနက ိုစီတိုင်းခုနလှုပ်ထားတဲ့အတိုင်းနော်နိုင်ငံညာနဲ့ခြေဆက်မယ်ပြည်တွင်းမှာပဲလုပ်မယ်ဘယ်ဟာနဲ့ခြေဆက်မယ်ဘယ်သူတွေခေါ်မယ်အဲ့စနစ်တွေရှိရမယ်အဲ့လိုကောင်းကောင်းမို့ဟိုလားဆောက်ဦးနဲ့ကြောင်းရှိရမယ်ဆောက်ဦးရှိရမယ်နော် facility တွေပြည့်စုံရှိရမယ်ဒီကလေးတွေအတွက်ပညာထူထဲတွေမကပဲနဲ့သူ့ဘဝရက်တည်ရွေးနေခုနသူ့ဘဝကြီးအပါဝင်တခြားဘဝတွေပါသူပြည့်တင်ပေးနိုင်ရွေးတဲ့ဒီကျောင်းကနေအဲ့ဒါကို university လို့ခေါ်တာပေါ့ကွယ် ဟိုရှစ်တန်းကိုတန်းဆယ်တန်းထိတော့တို့ဘာပဲသင်ပေးနေလဲအခြေခံတွေပဲသင်ပေးနေတယ်စာပဲသင်ပေးလိုက်တယ်တကယ်ကယူနီဗာစီတီဟာပညာတွေမှာအတက်ပညာတွေကအသိပညာစိတ်ကူပါသင်ပေးတဲ့ဌာနဖြစ်လာတယ်ယူနီဗာစီတီခေါ်တတ်တာကွာကြည့်လေကွာယူနီဗာစီတီဆိုတာဆက်ကြော်လာလေကွာအဲ့ဒါနဲ့ဆိုင်တဲ့ယူနီဗာစီတီလေမြန်မာလူပြန်တော့တက်ကတူလေတက်ကတူလားဆိုတာတက်ဆီလားဆိုတာအိန္ဒိယပြည်မှာရှိတဲ့ဒီ net ခုနာမည်နော်ဒီပြည်ရဲ့ဆရာကြီးတွေဖွင့်ကြတာ အမျိုးစုံသောအကြောင်းအရာများကိုစစ်စစ်ဝေဖန်ပိုင်းခြား၍သိနိုင်သောဉာဏ်ပညာကိုသင်ကြားပေးပို့ချပေးတဲ့ဌာနကြီးဟာပေါ်စစ်စစ်မဟုတ်ဘူးဒီ equation တိုက်ရလဲသွားမရဘူးအဲ့ဒါမျိုးမဟုတ်ဘူးဒီ formula ရအောင်လဲဒီလိုမဟုတ်သေးဘူးအဲ့ကျအသိဉာဏ်ပညာမှာမြင့်တဲ့မြင့်တဲ့မြင့်တဲ့လောက်သင်ကြားပို့ချပြီးတော့သူ့ရဲ့ဘဝနေဝထိုင်နေရောသူ့ရဲ့စိတ်နေစိတ်ထားရောသူ့ရဲ့ကိုခြင်းတရားရောဒါတွေမှာမြင့်တယ်လားလို့ပြီးတဲ့ဌာနကြီးဖြစ်တယ်ဒါလို့အဲ့ဒါနဲ့ရထားတာအဲ့ဒီမှာဒါလို့ကြည်ပြင်းရတယ်ဘဝဖြစ်တယ်ဟုတ်ပြီ ဘလောက်အရေးကြီးတယ်လဲဆိုတော့ဇာလန်လေးတခုပြောပြသူကဗုဒ္ဓဘာသာဆိုတော့အဲ့လောက်ပြတည်တယ်ပေါ့ဗုဒ္ဓဘာသာကိုယ်ဝိုင်းနေကတော့မြတ်စွာဘုရားရှင်လက်ထက်သူအင်္ဂအတိုင်းမှာအာစံပါဆိုတဲ့မြို့ကြီးတစ်မြို့ရှိတယ်ရောဤအမတန်ကောင်းတယ်မဟာနဂရလို့ခေါ်တယ်မဟာဆိုတော့ကြီးမြတ်ဆိုတော့နဂရဆိုတာမြို့မြို့ကြီးစံတဘုတ်ရွာလေးမဟုတ်ဘူးအဲ့ဒါကိုဗိမ္ပိသရာဘုရင်ကနေပြီးတော့ ရော့ဆိုပြီးတော့ဗြဟ္မဏလူကြီးတယောက်ကိုအပိုင်စားပေးတာမြို့စားပေါ့ကစံပါမြို့စားကြီးသူ့လည်းမြန်သောဏဒန္တမြတ်စွာဘုရားရှင်လည်းယဟန်900အဲ့စံပါမြို့ကိုရောက်လာသောဏဒန္တလူကြီးလူကောင်းသူကဘုရားဘာသာပို့ဖို့ဗြဟ္မဏဘရာမန်ဘာသာရေးမတူဘူးသို့သောကောင်းစွာအဲ့ခံကျိုးဆိုတယ်ပဋိသင်္ခါရစကားပြောကြတယ်ပြောပြီးတဲ့နောက်မှာဘာဆက်ပြောမှမသိတော့ပြောစရာစကားမရှိတော့ဘာသာရေးဆွေးနွေးလို့လည်းမရအောင် 这边你讲了，你讲了，没有你讲了讲，真正人比出来了，明白嘞？哎呦，我那么偏傲，别说偏啥比，是他比较偏的。到那那那，没有偏么那没有的啊？偏么那没有的呀？啥地啊？你们讲过，咱偏，比如你们讲咱们吉利，哎呦，这个推断偏么那就要偏破绽。比如以前的路在广啊，这已经明白了嘛？哈，到那那那比较了不？哎，哈。 ရှင်ပြကျွန်တော်ပြောပြပါမယ်တကက်ထိတ်တန်း perfect ဒီမနာဖြစ်ဖို့အတွက်ကဘာလို့လဲဆိုတော့နံပါတ်1ရုပ်ရည်တတ်မြတ်ဥပဒေလက္ခဏာ personality ကောင်းအောင်နံပါတ်2နော်ဒီမျိုးရိုးအဖြစ်ဆွေးခွန်းစက်မျိုးခွန်းစက်ဗျမနာတွေးပဲဘာတွေးမှမရောစရာမျိုးတာနံပါတ်3ဝေရကျန်းစာများဒီမနာကဝေရကျန်းစာဆွဲစေအဲ့ဝေရ လေးပုံကိုကောင်းစွာတက်မြောက်အောင်အလွတ်ရအောင်ဖြစ်နိုင်နံပါတ်၄ကိုရှင်တရားကောင်းအောင်နံပါတ်၅အသိဉာဏ်ပညာနဲ့ပြည့်စုံအောင်အဲ့ဒီ၅ချက်နဲ့ပြည့်စုံမှဗျမနာကောင်းတယောက်ဖြစ်တယ်ဗျဒီတိုင်းတာမန်လူဖြစ်ဖို့မလွယ်ဘူးဟာတဲကောင်းပါလားကွာအဲ့ဆိုဗျာပြီးတော့ဆက်ပြီးနေဆိုဗျာမိတ်နေသောဏဒန္တရဲ့အဲ့ဒီလောက်ထီအောင်ရည်ချင်းနေနဲ့ငါချက်နဲ့တောင်မှပြည့်စုံမှဗျမနာကောင်းတယောက်ဖြစ်မယ်ဆိုတာလူတယောက်ကွယ်တယ်သူအဲ့လောက်မနိုင်ပါဘူး ဖြစ်နေတစ်ချက်လောက်ရှော့ပေးစမ်းပါကွာလို့ပြောလိုက်ရောမရှော့ပေးနိုင်ဘူးလားစဉ်းစားတယ်ရှော့ပေးနိုင်ပါလေသူ့နောက်မှာနောက်မှာ900ရှိတယ်နော်တောင်းလန်တာနောက်မှာပြန်လာ900တပည့်တွေရှော့ပေးနိုင်ပါလေဘာရှော့ပြောနံပါတ်၄ချက်ရုပ်ရည်တစ်တရပြပြရမယ်ဆိုရယ်ပါစနယ်အဲ့ဒါကိုရှော့ပေးမယ်သိရုပ်ချောစရာမလိုပါဘူးသိအရေးကြီးပါဘူးရုပ်က၄ချက်ကြံတယ်၄ချက်ကပါလေဝေဒါကြမ်းမြတ်တက်နေပါမယ်မျိုးရိုးကောင်းပါမယ် ကိုချင်းတရားပြေဆိုရမယ်ပညာရှိရအသိဉာဏ်ပညာရှိရဟာနောက်တစ်ချက် short ပြပါဦး short နိုင် short ပြပါဦးတော်နဲ့တန်တားရဲဆိုတော့စဉ်းစားပြီးတော့ short ပေးမယ်လေတဲ့ဘာလဲဆိုတော့ဝေဒာချမ်းတွေကိုအလွတ်မရနဲ့နေပေးစီတဲ့ဒါတွေကပေးတဲ့အခေတ်ရှိတာပဲစာအုပ်ကြည့်ပြီးရွတ်နိုင်ပြီးတာပဲဘာဟတ်မရနေပေးစီဟုတ်ပြီသုံးချက်ပဲကျန်တော့တယ်ဘာသုံးချက်လဲမျိုးရိုးရယ်ကိုချင်းတရားရယ်ပညာရယ်မြတ်စွာဘုရားဆက်ပြီးတော့ ရဇာနေပြီးဆက်ပြီးဈေးစစ်တယ်။တောနဲ့ဒန္တရေအဲ့သုံးမျိုးတောင်များလို့မလိုက်နိုင်ပါဘူးကွတခုတော့ရှော့ပြအောင်ပြောရော်တဲ့ဟာခက်ပြီ။အဲ့ဒီမှာတောနဲ့ဒန္တစဉ်းစားပြီးတော့ရှော့ပြပါမယ်တဲ့ဒါဆိုရင်လည်းကဲပါရှော့ပြမယ်။မျိုးရိုးသားမယ်ဆိုရင်တို့ရှော့ပြမယ်။ဟာနောက်ကပုံနဲ့900ထားပြီးអော်ကြတာ။ဟာတောနဲ့အင်မတန်ရေးကြီးတဲ့ကိစ္စဘာရောက်ရှော့ပြမင်းတို့တန်ရမ်းပါလား။အလူကြီးနေစကားပြောနေပေါ့တော့မျိုးရိုးတန့်ပြမယ်ဆိုတာရှော့ပေးမယ် အေးဟုတ်ပြီကွယ်လက်ချက်ပဲကျန်တော့တယ်ကိုကျင်တရားနဲ့အတိညာပညာကိုကျင်တရားကောင်းမှုဖြောင်းပါပဲအတိညာပညာနဲ့ပြည့်စုံပါတော်ရတန်ရရဲ့အဲ့နှစ်ချက်တော့မနိုင်လို့တစ်ချက်လျှော့ပြပအောင်ပြောရရောစဉ်းစားပြီးတော့လျှော့ပြလို့မရတော့ပါဘူးမြတ်စွာဘုရားဘောရမဘုရားဘာကြောင့်လဲလူတယောက်ဟာဗြဟ္မဏဖြစ်စေဗြဟ္မဏမဟုတ်ဘူးပဲဖြစ်စေအတိညာဉ်ပြကိုကျင်တရားဖြောက်မှချင်းမရှိဘူးဆိုရင်အတိညာဉ်ပညာနဲ့မပြည့်စုံဘူးဆိုရင် तू ဟာ ဘာမှသုံးလို့ရတော့လူဖြစ်ကကိုရှော့သွားပါပြီအဲ့တော့ဒီနှစ်ချက်ကတော့ရှော့လို့မရတော့ဘူးဟာလက်ဆောင်ပြမင်းနဲ့ငါနဲ့တူလိုက်လေကွာငါမှလည်းအဲ့လိုပဲယူဆရှိတယ်ဟာသဘောတူကြပါတယ်ပြောချင်တာထားပဲနော်အတိညာပညာကိုချင်းတရားတညာပညာဒီခုကအမှန်တရားရေးကြည့်ပါလေကိုချင်းနဲ့အတိညာပညာတွေကဒီလိုသွားရတယ်ကောင်းပြီသားတို့သမီးတို့ကတော့ခုကအတိညာပညာနောက်ကိုသေးသေးချာချာစဉ်းစားကြလိုက်ပြီးတော့တချို့လဲဆုတ်ကန်ပြီးတဲ့ပုံကိုယ်တွေဖြစ်တယ်ကိုချင်းတရားပြောချင်တာကိုချင်းတရားပြက်ပြဲတယ်လို့ပြောတာပုံဘူးနော် ိုကျင့်တရားဆိုတာကအခုလိုကာရမျိုးမှာလည်းမလို့ကိုကျင့်တရားရေးကြည့်လာစိတ်အားငယ်ခြင်းစိတ်တူခြင်းစိတ်တက်ကြခြင်းအဲ့ဒီအတိုင်းတစ်စိတ်ဘာတွေဖြစ်လာလဲ isolated ဖြစ်လာမယ်အဲ့ဒီအတိုင်းတစ်စိတ်မင်းတို့အုံနောက်မှာထိခိုက်လာမယ်တချို့ဟလာခုနကိုဝါဒနာမပါတာတွေကိုလုပ်တယ်ပြီးတော့တချို့ကစိတ်တွေပေါ့သွားပြီးတော့လှုပ်ရှင်တယ်ဆောက်လှုပ်ကြတယ်ဆိုရတယ်အဲ့ဒါလေကိုကျင့်တရားဆိုတာအဲ့ဒါကြီးပဲ ကိုကိုကိုဘလို့စိတ်ခိုင်ပါလေဘလို့ထိမတုံမလို့နေနေလဲဆိုတာဒီချိန်ကကိုကိုစမ်းသက်တဲ့အချိန်ပဲ covid 19ကသားတို့သမီးတို့ရဲ့စိတ်တက်ဘလို့ကြံ့ခိုင်တယ်ဘလို့ဒီတက်နေဆိုတော့စမ်းသက်နေတယ်အင်မတန်ကောင်းတဲ့စမ်းသက်ချက်တစ်ခုပဲဒီစမ်းသက်မှုကိုအောင်မြင်သွားပြီသားတို့မျိုးတွေသွားပြီစိတ်ချတယ်ပုံမြင်လေးတစ်ခုပြောမယ်တိုးရဲမျောကောင်းဆောင်ကြီးကမျောအုပ်ရဲကောင်းဆောင်ကြီးကအစားရှာသွားရင်လည်းဒီနန်လေးဆိုရင်လည်းတိပင်မော်တက်စာအောက်မှာဖုန်ကြီးနဲ့တရားဓမ္မတွေတရားပွဲလုပ်လို့လားထောင် ဘုန်းကြီးကတီလာပေးတယ်။ဘာပါတီလာမတတ်ရဘူးမခိုးရဘူး။ကာမေစုမချူလောဖူးသွားမှာမေဘောဘာညာငါပါတီလာနောက်ဆက်ပြီးတီလာပေးတယ်။ဝိကာလဘောဆနာဝေရမတိသိခါရတော်ရီကနေလွှဲညတာမဆားရအောင်။အဲ့ဒီဥပုသောနေတော့နတ်ပြည်ရောက်တယ်။ဟာညောင်ကြီးကသဘောကျတယ်။ဟုတ်စုပြန်သွားတော့ဆက်လာပြီ။သူညောင်အိုစီပြန်အောင်တော့သူကပြောတယ်။ဟေးငါတို့ဥပုသောရဆိုတယ်။ဘာလဲရဥပုသော ီလွှဲညတာမစားရဘူးဆက်နိုင်ကြွိုင်မစားဘူးနောက်တနေ့မနေ့အောင်တက်တယ်အဲ့ဒါဆိုငါတို့လက်ပြီးရောက်ကျန်တယ်ကငါတို့ကစောင့်ထင်းပြီးသားတွေဖြစ်တယ်ငါတို့ကပါဏာတိပါတာကမိသမီးဆက်ဆက်မှုသာဝါရအားဒီဘာမှသိပ်ပြီးတော့ငါတို့ကထူဆောက်တာဒီဝိကာလာဘောဇံတွေချက်ဆောက်နိုင်ငါတို့လက်ပြီးရောက်ကောင်းတယ်ရဆောက်မယ်ဟုတ်တယ်တော်တယ်အဲ့တော့ဝိကာလာဘောဇံတွေရှင်းပြတယ်မွန်လွဲချင်းကစပြီးတော့နောက်တနေ့မနေ့အောင်တက်ချိန်တိဘာမှမစားပဲနေတာအဲ့ဒါအဲ့ဒါကိုယ်စိတ်ကိုချုပ်တီးထားတာကိုယ်စိတ်ကို restrain လုပ်ထားတာ သီလခိုင်မာတယ်မစားခြင်းအဖြစ်စားခြင်းအဖြစ်ဖြစ်ပေါ်လာတဲ့ကိလေသာတွေနှိမ့်နိုင်လေပေါ့သဘောတော့အဲ့မှာမြောက်ကလေးတော်ထားပြောတယ်ခေါင်းဆောင်ကြီးခင်ဗျားတဲ့မနဲ့အောင်တဲ့ချိန်မှာကျမစားမယ်ဆိုတော့အဲ့ဒီချိန်ကျမှကျွန်တော်တို့ကတော်ရဲထွက်ပြီးတော့စားစရာတွေရှာနေပြမမယ်ရဲအဲ့တော့ခုတည်းကကျွန်တော်တို့စားစရာလေးတွေမပြောသေးရှာထားပြီးတော့စုထားလိုက်မကောင်းဘူးလားအေးကောင်းလားပဲမင်းချင်ရကောင်းတယ်ဒါပေမဲ့အခုထွက်ချိန်မှာအစင်းစားလို့ရမပြောသေးဘူးပို့ပြီးတော့ဝင်းမဲ့ပို့မြောက်ကြီးကြည့်ပြီးတော့ဒေါဟောင်းထားပြောတာ ခေါင်းဆောင်ကြီးဆင်ရတဲ့ကျွန်တော်တို့ဒီလိုပုံထားမယ်အစားမနေ့ကျတော့ရိုးရိုးမဖြစ်အောင်ခုတည်းကစပြီးတော့တယောက်တလုံးဝေထားလိုက်မကောင်းဘူးလက်ဆရာခေါင်းဆောင်ကြီးအေးကောင်းတယ်ဟုတ်တယ်တလုံးဝေထားကိုယ်စုကယူထားရှေ့မှာကြားကြလိုက်ဟုတ်ပြီတခေါင်းဟထပြန်မှာမြောက်လေးရခေါင်းဆောင်ကြီးဆင်ရတဲ့ကျွန်တော်တို့ဥပိုလ်ဆောင်တော့ညလည်းမစားရဘူးမထိတ်မစားအင်းအားပြက်နေပါလေအဲ့တော့မနေ့ကျတော့ငါပြောသည့်အခွန်ခွာနိုင်တဲ့အင်းအားရှိမှာမဟုတ်တော့ဘူးလေကျွန်တော်တို့အားချိအားနေတော့အဲ့တော့ငါပြောသည့်လူကိုအစင်စစ်ခွန်ခွာထားပြီးတော့ အသိပြတာမကောင်းဘူးလေကောင်းဆိုအေးကောင်းလားအငယ်ဆုံးမြတ်လေးပြောတယ်ဘောတော်ကြီးသမီးရတဲ့ဟိုကျွန်တော်တို့မျိုးမချဘူးလေတဲ့ကျွန်တော်အစဉ်ပြေတော့ကျွန်တော်ငုံထားလိုက်ပဲတဲ့ပါးစပ်ထဲမှာငုံထားလိုက်ပဲပြရဦးလားတဲ့မစပြီးတာပဲအေးကောင်းလားကွာရစကိုခဏနေတော့အကုန်လုံးလုံးကြအဲ့လိုခဏနေတော့ဂလုဂလုဂလုဆိုတဲ့အတန်းတွေထွက်လာအကုန်လုံးကမျိုးချလိုက်ပြီအဲ့ဒီရှင်ကစပြီးတော့အဲ့ဒီကြောက်အတွင်းမှာဥပုသောက်နေစရာဘယ်တော့မှမပေါ်လာတော့ဘူး မနေနိုင်ဘူးမပြောသေးတဲ့ရောက်ပြောချတယ်ပြောချင်တာပါလေအဲလူတွေမှာလည်းအဲ့လိုမြောက်လို့ဆိတ်ရှိတယ်နော်မခိုင်မာခြင်းလေနော်စိတ်သက်မခိုင်မာခြင်းလေတလောက်လေးတော့ငါလုံးလုံးပေါင်းမကွာနော်အဒီနေ့ကတော့ကွာငါရုပ်ရှင်တကားနှကားတော့ကြည့်လိုက်ပေါင်းမကွာရပါတယ်အဲ့ဒီလုံးက၄ကဖြစ်သွားတာဒီနေ့တော့ငါ Facebook ကိုကကြည့်လိုက်ပို့လိုက်ပြီးတော့ငါ chatting ဝင်ပြီးတော့ဘယ်တော့ခဏပေါ်ကွာနိုင်ကွာ၄၀ကအဲ့ဒီအချင်းပါပြီးတော့နောက်ကတရားကြီးတရားကြီး၃နိုင်ပြီဖြစ် အဲ့လိုနဲ့တို့ကအကျင့်တွေကပါ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 သွားပြီးတော့မလိုလားအဲ့နေရာတွေပါတို့တွေကကိုအားရရောအဲ့နောက်လိုက်ပါပါတယ်အဲ့ဒါကိုဆိုလိုခြင်းဖြစ်တယ်နော်စိတ်ဓာတ်မတည်ငြိမ်ခြင်းမတည်ကြည်ခြင်းဆုံးဖြတ်ချက်မခိုင်မာခြင်း decisive မဖြစ်ခြင်းပေါ့ပါအဲ့ဒါတွေကခုနမြောက်ငပြောသည်မျိုးမိတယ်တော့လည်းအတူတူပဲပြန်ကြည့်ဒုဗုဒ္ဓကအဲ့ဒါမျိုးအများကြီးရှိတယ်ကောင်းပြီအဲ့တော့ဇာတ်လက်ဆောင်လေးတစ်ခုပေးမယ်တန်ပေါကလင်းတစ်ချောင်းသုံးချောင်းရုပ်ပြီးတော့ ခုပြောချက်ကိုဒီကိုချုပ်ပါမယ်။စကားလက်ဆောင်လေးတစ်ခုကကိုနေရမှာစောက်ဒီဆန်ရင်းနဲ့ RD Hitchcock ဆိုတဲ့စက္ကနေရဆက်ရှိရဆိုဆက်ရှိရကြီးပါ။သူ့ရဲ့အဆိုးမလေးတစ်ခုတွေ့လို့သဘောကျလို့ကူးလာတယ်မှားမှာဆိုဖတ်ပြမယ်နောက်တော့ The secret of all success အောင်မြင်မှုအားလုံးရဲ့တော့ချက်ဆိုတာဟာ is to know how to deny yourself မိကုံမင်းဘယ်လိုညင်းပယ်မလဲဆိုတော့သိဖို့အရေးကြီးဆုံးပဲ။အောင်မြင်ရအောင်လည်းတော့ကြရတယ်။ Proof that you can control yourself. မိကုံမင်းသိသိနေနေဆိုတော့ဘယ်အသက်ကြီးပြလိုက်ဆမ်းပါလား။ And you are an educated person. မင်းဟာပညာတတ်တယောက်ပဲ။ And အဲ့လိုမှမဟုတ်ဖဲနဲ့ Without this အဲ့လိုမှမဟုတ်ဖဲနဲ့မိစိတ်ကုံမင်းမထိနိုင်ဘူးဆိုရင်မိကုံမင်း control မလုပ်နိုင်ဘူးဆိုရင်နော်ခုနကလာတဲ့ပျော်စရာတွေ ဒါကခုနကရွှေစရာတွေခတ်ဖို့ဖို့ရာတွေအဲ့ဒါတွေမဒနိုင်မလို့တော့မငင်းနိုင်ဘူးဆိုရင်တဲ့ without this all အဲ့ဒါမလို့နိုင်ဘူးဆိုရင်တဲ့ other education is good for nothing မင်းဘာတွေပဲတက်နေတယ်အဲ့ဒါတွေဘာမှအဆုံးမချတော့ဘူးနော်ပြန်ဖတ်ပြမယ်ရှင်းမပြတော့ဘူး no? the secret of all success is to know how to deny yourself proof that you can control yourself and you are an educated person and then without this all other education is good for nothing သူအရေးကြီးတာကအဲ့ဒီကိုယ်စိတ်ကိုခနဲ့ခလုတ်တိုက်သွားမယ်အရာတွေနဲ့တွေ့တဲ့အခါအဲ့ဒါကိုမခံနိုင်မဲနဲ့အဲ့ဒီတော့လိုက်ပိုင်ရင်လိုက်ပိုင်ရင်လိုက်ပိုင်ရင်နဲ့နောက်ဆုံးတော့အဲအာကုန်ခံတဲ့ဘဝရောက်သွားတတ်တယ်အဲ့ဒါတွေကိုသတိထားဒီကလား